်မင်္ဂလာပါရှင်ဒီနေ့အစီအစဉ်မှာကျမတို့အတူတူဆွေးနွေးကြည့်ကျင်တဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်ဒါကလူတော်တော်များများလဲကြုံဖူးကြမယ်အာကချို့လဲယင်ဆိုင်နေရဆဲဖြစ်နိုင်တဲ့ကိစ္စပါအလွန်အကျွံစဉ်းစားခြင်းပေါ့ overthinking လို့ပြောကြတာလေဟုတ်ကဲ့အတွေးလွန်တယ်ဆိုတာမျိုးပေါ့စိတ်ထဲမှာတစ်ခုတည်းကိုပဲတစ်ခါတစ်ခါစဉ်းစားနေမိတာဟုတ်ပါတယ်စဉ်းစားလွန်းလို့ဘာမှမဆုံးဖြတ်နိုင်တော့တာ decision paralysis ပေါ့ဟုတ်ပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးမေခွန်းနှစ်ခုလောက်ကတတော်လေးစင်တူနေတယ်လို့သူကပြောထားတယ်နော်ဟုတ်တယ်အသေးအမွှားဆုံးဖြတ်ချက်ခနဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်အထိပဲဥပမာညစာဘာစားရမလဲဆိုတာကနေအလုံးနှစ်ခုတည်းကဘယ်ဟာရွေးမလဲဘယ်ကိုပြောင်းနေမလဲဆိုတာမျိုးတွေအထိပေါ့အဓိကကစဉ်းစားရင်စဉ်းစားရင်လည်းနောက်ဆုံးမှဘာမှမလုပ်ဖြစ်တော့ဘူးအချိန်ကုန်လူပန်းစိတ်တကြဖြစ်ရတာမျိုးဒီလိုဆုံးဖြတ်ချက်မချနိုင်ဘဲရက်သက်နေရတဲ့ကြောက်စိတ်ရဲ့အရင်းခံကိုတော့အမကဘလူးတုံးတတ်ထားလဲ ဘာလို့အလောက်တောင်စဉ်းစားနေကြတာလဲနဲ့သူကဒါကိုနောင်တရမှာကြောက်စိတ် fear of regret နဲ့အဓိကချိန်ဆက်ထားတယ် fear of regret ဟုတ်ကဲ့ရွေးချယ်မှုတကူကူလွတ်လိုက်ပြီးဆိုတာနဲ့တခြားဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းတွေရွေးချယ်စရာတွေကိုကိုကဆွန့်လွတ်လိုက်ရပြီလीအဲ့ဒီအခါကိုရွေးလိုက်တဲ့လမ်းကြောင်းကမားနေခဲ့ရင်ဒါမှမဟုတ်ကိုဆွန့်လွတ်လိုက်ရတဲ့လမ်းကြောင်းကပိုကောင်းနေခဲ့ရင်ဆိုတဲ့အတွင်းနဲ့ နောင်တရမှာကိုတိတ်ကြောက်ကြတယ်လို့သူကဆိုတယ်။ဆုံးဖြတ်ချက်တိုင်းမှာနောင်တရဖို့90ရာခိုင်နှုန်းမန်ဖို့90ရာခိုင်နှုန်းဆိုတဲ့အတွေးမျိုးကကိုယ့်ကိုတွန့်ဆုတ်စေတယ်ပေါ့။အေး90 90ဆိုတဲ့အတွေးကတော့ဒရိုလီချုပ်ချားဖို့ကောင်းတာပဲ။ဒါမဲ့အမကအဲ့ဒါကိုဘယ်လိုတံပြန်ခြေပါထားလဲ။အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်။သူကပြောတယ်။ဆုံးဖြတ်ချက်လုံးဝမချဘဲနေလိုက်ခြင်းကတကယ်တော့နောင်တရခြင်းကို100%အမခံချက်ပေးလိုက်တာပဲ။ ဟမ်ဘယ်လိုမျိုးလဲနည်းနည်းရှင်းပြပါဦးဘာလဲဆိုတော့ဘာမှမဆုံးဖြတ်ခဲ့ဘူးဘာမှမလုပ်ခဲ့ဘူးဆိုတဲ့အတွက်နောင်တရမှာထိချနေလို့ပဲအ ਨੇ ဆုံးတော့အဲ့တုန်းကငါဒါလေးလုပ်ကြည့်လိုက်ရင်ကောင်းတာဆိုတဲ့နောင်တမျိုးပေါ့အော် inaction regret ပေါ့ဟုတ်ပါတယ်တားပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်ရင်အောင်မြင်ဖို့50%အခွင့်အလမ်းရှိတယ်ကြာရှုံးခဲ့ရင်တော့သင်ကန်းစာယူဖို့50%အခွင့်အလမ်းရှိသေးတယ်ဘာမှမလုပ်ပဲရတ္တနေခြင်းကာ အဲ့ဒီအခွင့်အလမ်းနှစ်ခုလုံးကိုလက်လွတ်လိုက်ရပြီးတိုးတက်မှုကိုလုံးမဟန့်တားစေတယ်လို့သူကထောက်ပြတယ်။ဒါကရှုထောင့်ပြောင်းပြန်လာပြီးစဉ်းစားခိုင်းတာပဲ။မဆုံးဖြတ်ခြင်းရဲ့ risk ကိုပြတာပေါ့။ကောင်းပြီဒီလို decision paralysis ကိုကြိုလွားဖို့တော့သူကဘာလက်တွေ့ကြတဲ့နီးလမ်းတွေအကြံပေးထားသေးလဲ hacks တွေရှိလား။ဟုတ်ကဲ့။သူကလက်တွေ့တုံးလို့ရမယ်နီလန်တချို့မြဝေထားပါတယ်ပထမတစ်ခုက အချိန်တိုင်းကြည့်ရတတ်မှာပါဆက်တဲ့ time မှာတယ် ထိုင်မှာတတ်မှတ်တာဟုတ်ကိုကူကိုဆုံးဖြတ်ချက်တစ်ခုချဖို့အတွက်အချိန်ကန့်တတ်ချက်တစ်ခုပေးလိုက်ပါဥပမာဒီကိစ္စကိုစဉ်းစားဖို့နောက်ဆုံးထားတနအီဒါမှမဟုတ်ဒီနေ့နေဒါမှမဟုတ်မနေ့ဖြန်နေ့လယ်စနေနေ့နောက်ဆုံးထားပြီးအဖြေတစ်ခုထုတ်မယ်ဆိုတာမျိုးပေါ့ဒီလိုအချိန်ပုံတတ်မှတ်လိုက်ကကမလိုအပ်ပဲအတွေးလီပြန့်လွဲ့မနေအောင်စူးစီးပေးတယ်ပြီးတော့ဆုံးဖြတ်ချက်ချဖြစ်သွားအောင်လိုအပ်တဲ့ဖိအားလေးတစ်ခု healthy pressure ပေါ့ ဲ့ဒါမျိုးဖြစ်စေနိုင်တယ်လို့သူကဆိုတယ်။အချိန်ကန့်တက်ချက်နဲ့ကိုကိုကို discipline လုပ်ခိုင်းတာပေါ့။ကောင်းပါတယ်။နောက်ထပ်ရောဒုတိယနီလန်ဒပင်ကိုအတိစိတ် gut instinct ကိုတုံးလေ့ကျင့်ပါတဲ့။ကျွန်တော်တို့ရဲ့ကနဦးစိတ်ခံစားချက်အတွင်းစိတ်ရဲ့တုံ့ပြန်မှုတွေကိုပိုပြီးတတိပြုပြီးယုံကြည်ကြည့်ဖို့ပါ။ gut feeling ကို follow လုပ်ခိုင်းတာလားမာဇုံခံစားချက်ကစိတ်လှုပ်ရှားတာလားဒါမှမဟုတ်အမ်တုံ့ဆုံနေတာလားအလုတ်ကလန်းမှုကိုခုရတဲ့အခါကိုယ်စိတ်ထဲမှာ ဒါငါနဲ့ကြိုက်တယ်လို့ခံစားရလားဒါမှမဟုတ်တခခုလွမ်းနေတယ်လို့ခံစားရလားအဲ့ဒီပထမဆုံးခံစားချက်ကိုအလုံးအကျဉ်းစင်းစားပြီးမလွမ်းမှုခင်မှာတတိပြုပြီးလိုက်လောက်ကြည့်ဖို့လေ့ကျင့်ပါတဲ့ဒါပေမဲ့ gut feeling နဲ့ကြောက်စိတ် fear ကိုရောထွေးသွားနိုင်တာမျိုးရောမလွတ်ခွဲမလဲဒါကောင်းတဲ့မေးခွန်းပါသူကလည်းဒါကိုတတိပြုမိပုံရတယ်အဲ့ဒါကြောင့်သူကဒါကလေ့ကျင့်ယူရမယ့်အရေးတွေးတစ်ခုလို့အလေးပေးထားတယ် ချက်ချင်းကြီးတော့ခွဲနိုင်မှာမဟုတ်ဘူးပေါ့နော်သူရဲ့တတိယအကြံပြုချက်နဲ့လည်းနည်းနည်းဆက်ဆက်နေပါတယ်လှုပ်ဆောင်မှုပန်းနိုင်တတ်မှာပါ set execution goals execution goals ဘယ်လိုမျိုးလဲတပတ်ကိုအနည်းဆုံးအသေးအမွှားဆုံးဖြတ်ချက်နဲ့လှုပ်ဆောင်မှုတစ်ခုခုလုပ်ဖြစ်အောင်ဒါမှမဟုတ်တလားကို အနှဲငယ်ပိုကြီးတဲ့အဆုံးဖြတ်ချက်နဲ့လှုပ်ဆောင်မှုတစ်ခုလုပ်ဖြစ်အောင်ကိုယ့်ကိုယ်ကိုပန်းနိုင်ထားခိုက်တာမှာအော်လှုပ်ဖြစ်အောင်ကိုတာဂက်ထားတာဟုတ်ကဲ့ဒါကဘာကိုကူညီပေးလဲဆိုတော့ အလွတ်အကျွံစွန်းစားပြီးရက်တက်နေမယ့်အစာတကယ်လက်တွေ့လုံဆောင်ခြင်း execution ကိုအကျဉ်းထစ်စေတယ်လုံးကြည့်လိုက်တဲ့အခါထင်သလောက်ကြောက်စရာမကောင်းမှန်းဒါမှမဟုတ်မားတွိုင်းတောင်ကဘာမပြတ်သွားမှန်းတိလာပြီးနောက်ပိုင်းဆုံးဖြတ်ချက်တွေခြာရဲလာအောင်လီးကျင်ပေတယ်လို့ခက်သွားတယ်အော်လို့ကြည့်ရင်လည်းကြောက်စိတ်ကိုတဖြည်းဖြည်းလျှော့ချသွားလားပေါ့ဒါဆိုနောက်ဆုံးအချက်ကကြောက်စိတ်ကိုတက်ရိုက်ကွင်တွေတာနဲ့ပိုဆိုင်မလားဟုတ်ပါတယ်နောက်ဆုံးနီလန်ကမျောလင်းချက်များကိုစီမံခန့်ခွဲပြီး ကြောက်စိတ်ကိုပြန်လည်ရှုမြင်ပါ manage expectation reframe fear ပါပထမဆုံးကကိုကိုကိုပြည့်ပြည့်စုံမှုမမျော်လင့်ပါနဲ့တဲ့မာယွင်းနဲ့ဆုံးဖြတ်ချက်ချမိနိုင်တယ်ကြရှုံးနိုင်တယ်ဆိုတာကိုလက်ခံထားပါကြရှုံးမှုကိုတည်ယုံမှုအခွင့်အလမ်းတစ်ခု learning opportunity အဖြစ်ရှုမြင်တတ်ဖို့လိုတယ်လို့သူကအကြံပြုတယ်အမားကရင်တင်ယူမယ်ဆိုရ mindset ပေါ့ ဟုတ်ပါတယ်ပြီးတော့နောင်ကြရင်မှကြောက်စိတ်ကိုပြန်လဲစမ်းစစ်ကြည့်ဖို့သတိပဋ္ဌာန် mindfulness ကိုသုံးနိုင်တယ်လို့ဆိုရဲကိုကိုကိုမေးကြည့်ပါတယ်တကယ်တဲ့အဆိုးဆုံးဘာဖြစ်နိုင်မှာလဲ what's the actual worst case scenario ဥပမာအလုတ်တက်ပြောင်းလိုက်လို့အဆင်မပြေရင်နောက်တစ်ခုထပ်ချလို့ရနိုင်မလားစားစောက်ဆိုင်မာယူမီရင်နောက်နေ့ကောင်းတာစားလိုက်လို့ရမလားအင်းသူကမှမှတ်ချက်ပြထားတာကကောင်းကင်ခုံချတာ sky diving လိုမျိုး တကယ်ရုပ်ပိုင်းဆိုင်ရာအသက် NDA ရှိနိုင်တဲ့ကိစ္စတွေကတော့တီးခြားပေါ့နော်။ဒါမျိုးရသေးချာစဉ်းစားရမယ်။ဒါပေမဲ့နေစဉ်ဘုရားဆုံးခွေချက်အများစုကမှောင်းသွားရင်တောင်ပြန်ပြေလို့ရနိုင်တဲ့အရာတွေထိတဲ့ဆိုတော့သတိရဖို့သူကတိုက်တွန်းထားတယ်။ဒါကတော်တော်လေးအားရှိစရာအမြင်ပဲ။အစိုးဆုံးကိုလက်တွေ့ချကျစဉ်းစားကြည့်လိုက်ရင်ကိုစိုးရင်လေးတလောက်မစိုးဘူးဆိုတာကိုမြင်လာစေနိုင်တော့ပေါ့။ကောင်းပြီ decision paralysis ကိုချော်လွှားဖို့နီးနိုင်တွေကိုလေ့လာပြီးပြီဆိုတော့အရင်မြစ်ထက်ကနောက်ဆုံးအပိုင်းကိုကြည့်ကြရအောင်။ ဒါကတော့လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီးအလွန်အကျင့်စဉ်းစားတာတွေပါဟုတ်ကဲ့ဒီအပိုင်းမှာသူကမိကုနှစ်မျိုးကိုပေါင်းစပ်ပြီးဖြေထားပုံရတယ်တမျိုးက social interactions တိုင်းကိုအသေးစိတ်ပြန်စဉ်းစားပြီးကိုယ့်ကိုယ်ကိုဝေဖန်နေတာမျိုးငါအဲ့လိုပြောလိုက်တာမကောင်းဘူးလားသူငါ့ကိုဘယ်လိုထင်သွားမလဲမသိဘူးဆိုတာမျိုးတွေပေါ့အတီးကြပဲနောက်တစ်မျိုးက တခြားသူတွေကိုယ့်ကိုယ်ဘယ်လိုမြင်မလဲကိုယ့်အကျိုးဘာပြောနေကြမလဲဆိုတာကိုအမြဲတမ်းစိုးရင်ပူပန်နေတာမျိုးပါ ဒီလိုအတွေ့လွန်မှုတွေရဲ့အရင်ခံကဘာဖြစ်မယ်လို့အမကသုံးသပ်ထားလဲသူရဲ့အဓိက diagnosis ကတော့ဒီလိုဖြစ်တဲ့ဟာများသောအားဖြင့်ကိုယ့်ကိုယ်ကိုယုံကြည်မှု confidence နဲ့ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှု self esteem နေပါချင်မှအမြင့်တွင်နေတတ်တယ်ဆိုတာပါပဲ။ဩကိုယ့်အတွေ့စိတ်နဲ့ဆိုင်နေတာပေါ့။ဟုတ်ကဲ့။ကိုယ့်ကိုယ်ကိုအဖြစ်တင်စိတ်များနေရင်ကိုယ့်ကိုယ်ကိုတန်ဖိုးမထားဘူးလို့ခံစားနေရရင် တခြားသူတွေကလည်းကိုယ့်ကိုယ်အဲ့ဒီလိုပဲမြင်နေကြလိမ့်မယ်။ ဝေဘာနေကြလိမ့်မယ်လို့အလွယ်တကူယူဆမိတတ်တယ်လို့သူကရှင်းပြတယ်။ဆိုတော့ပြဿနာရဲ့အရင်ခံကိုဖြေရှင်းဖို့လိုတာပေါ့။ဒါဆိုယုံကြည်မှုနဲ့ self esteem ပေါ်ဘလို့တည်ဆောက်မလဲအမတ်ရဲ့အကြံပြုချက်တည်ရှိလား။ရှိပါတယ်။သူကအခြေခံကြကြယုံကြည်မှုတည်ဆောက်ဖို့နိလန်တချို့ကိုအကြံပြုထားပါတယ်။ပထမဆုံးကကိုချင်းတရားနဲ့တန်ဖိုးများ morals and values ပါ။ကိုရဲ့ morals နဲ့ values ဟုတ်ကိုတို့ဘာကအရေးကြီးဆုံးလဲ။ကိုဘလို့တန်ဖိုးတွေကိုလက်ကင်ထားခြင်းလဲဆိုတာကိုတည်တည်ချာချာတတ်မှာပါ။ ပြီးရင်အဲ့ဒီတည်းလိုက်နာကျင်သွန်းပါတယ်ကိုယ့်ရဲ့ကိုယ်ပိုင် အတိုက်ပဲဖွင့်ဆိုချက်ရာလူကောင်း good person တရားဖြစ်နေထိုင်ခြင်းကကိုယ့်ကိုယ်ကိုလေးစားမှုကိုတိုးပါစေတယ်အဲ့ဒီအခါသူများမြင်ကိုအရန်ဂရုစိုက်နေဖို့မလိုတော့ဘူးလို့သူကဆိုလိုချင်ပုံရတယ်ကိုယ့်ရဲ့တံပိုးနဲ့အညီနေထိုင်ခြင်းကအတွင်းစိတ်ခိုင်မာမှုကိုပေးတယ်ပေါ့။ကောင်းပါတယ်။နောက်တစ်ချက်ကတော့နောက်တစ်ခုကကျင်နာမှုနဲ့ရက်ရောမှု kindness and generosity ပါ။တခြားသူတွေကိုကောင်းမှုဆိုဆက်ဆံတာဥပမာအတိအကျမဟုတ်ရင်တော့ပြုံးပြလား။ ယေရှုတင်စကားပြောတာလိုအပ်ရင်ကူညီတာနှွေးထွေးမှုပြတာတွေကကိုယ့်စီကိုကောင်းကျိုးအဖြစ်ပြန်လာတတ်တယ်လို့သူကဆိုတယ်ကိုပေးတာကိုယ့်စီပြန်လာမယ်ဆိုတဲ့သဘောလားအဲ့လိုမျိုးပေါ့ကိုကသူများကိုကောင်းတာတွေပေးရင်ကိုကိုကိုတန်ဖိုးရှိတယ်လို့ခံစားရစေပြီးကိုယ့်ရဲ့ self worth ကိုတတ်တယ်ပြတာရောက်တယ်သူက be a ray of sunshine နေချီတစားလို့ဖြစ်ပါစေဆိုတဲ့စကားကိုသုံးတာတယ် ကိုကသူများပဲအလင်းရောင်ဖြစ်စေနိုင်ကိုကိုကိုယုံကြည်မှုတက်လာမယ်ဆိုတဲ့သဘောပါဒါကစိတ်ဝင်စားစရာပဲကိုဖျင်းကိုကောင်းမွန်ပြုခြင်းကကိုယ့်အတွင်းစိတ်ကိုပြန်ကြိုးပြတာပေါ့တခြားပါတယ်ရှိသေးတယ် self care လားဟုတ်ပါတယ်မိမိကိုကိုဂရုစိုက်ခြင်းရုပ်ပိုင်းနဲ့စိတ်ပိုင်း self care ရလဲအလွန်အရေးကြီးရလို့သူကအလေးပေးထားတယ်ဒါကအပေါ်ယံကြီးကောင်းအောင်လုပ်တော့တဲ့ပိုးတယ်ကိုကိုကိုဂရုစိုက်ခြင်းဥပမာ တကိုးလေတန့်ရှင်ရဲ့ဂရုစိုက်တာ ကိုဝစ်လိုက်ရင်တက်တောင့်တက်တာရှိပြီးကိုကိုကိုယုံကြည်မှုရှိစေတဲ့အဝေစားမျိုးရွေးချယ်ဝတ်ဆင်တာလုံလောက်စွာအိတ်ဆက်အနာယူတာကိုလက်လှုပ်ရှားမှုလောက်တာတွေကကိုရဲ့ခံစားချက်ကောင်းမွန်စေဖို့အတိခကြတယ်လို့သူကပြောတယ် feeling good ကအရေးကြီးတာပေါ့ဟုတ်ကဲ့ကိုကောင်းကောင်းခံစားနေရမှာယုံကြည်မှုရှိနိုင်မှာဖြစ်တယ် look good feel good play good ဆိုတဲ့လိုမျိုးပေါ့ကိုကိုကိုဂရုစိုက်ချင်းကယုံကြည်မှုရဲ့အခြေခံအုံမြင့်တုတ်ကိုဆိုတဲ့သဘောနောက်ဆုံးတစ်ချက်က discipline လား ဟုတ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ seeking discipline ပါ။ဒါကကိုကိုကိုပေးထားတဲ့ကတိတွေကိုတီအောင်ထိမ့်သိမ်းအောင်ဆိုလိုတယ်။ဥပမာမနှက်စောစောထားမယ်လို့ဆုံးဖြတ်ထားရင် ထားဖြစ်အောင်ကြိုးစားတာ။လိုရိုလိုစင် routine တွေကိုလိုက်နာတာ။ကိုယ်အတွက်သတ်မှတ်ထားတဲ့ပန်းတိုင်လေးတွေကိုအောင်မြအောင်ကြိုးစားလုပ်ဆောင်တာတွေကကိုကိုကိုလေးစားမှု self respect ကိုတည်ဆောက်ပေးတယ်လို့သူကဆိုတယ်။ကိုပြုတ်တဲ့အကင်ကိုလှုပ်လိုက်နေဆိုတဲ့ခံစားချက်ပေါ့။ဟုတ်ပါတယ်။ကိုကိုကိုထိန်းချုပ်နိုင်တဲ့ ကိုကိုတဲ့အတိုင်းလုံနိုင်တယ်ဆိုတဲ့ခံစားချက်ကယုံကြည်မှုကိုအားဖြည့်ပေးတယ်။ဒါပေမဲ့သူကတတိပေးထားတာတခုကတော့စီကန့်ကို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 နစ်ဆက်ကအစင်အထိအလွန်အကျွမ်းတင်းကျပ်လွန်ဖို့တော့မဟုတ်ဘူး။ညှတာမှုကအရေးကြီးတယ်ဆိုတာပါပဲ။ဟုတ်ကဲ့ဒီအချက်တွေကယုံကြည်မှုတိဆောက်ပြီးလူမှုဆက်ဆံရေးမှာအတွေးလွန်တာကို short ချက်ဖို့အခြေခံတွေပေါ့ဒါပေမဲ့အမကဒီလိုအတွေးလွန်တာဟာရေးပြွေဆိုရင်စေ general anxiety များနေတာကြောင့်လည်းဖြစ်နိုင်တယ်ဆိုတဲ့ရှုထောင့်ကိုလည်းထည့်ပြောထားတည်တယ်မဟုတ်လားမှန်ပါတယ်တကယ်လို့ ကိုယ့်ရဲ့ overthinking ကကိုယ့်ကိုယ်ကိုတံဖိုးမထားမှုထက် general anxiety ကြောင့်ပိုဖြစ်နေတယ်ဆိုရင်ကင်တွေးရမယ်နီလန်းနေနေကွာနေတယ်လို့သူကဆိုလိုပုံရတယ်ဟုတ်ကဲ့အဲ့ဒီ anxiety driven overthinking အတွက်သူကဘာကြံပေးထားလဲသူကအပေါ်မှာဆုံးဖြတ်ချက်ချချင်အပိုင်းမှာပြောခဲ့တယ်လို့ပဲတကယ်တော့အဆိုးဆုံးဘာဖြစ်နိုင်မလဲဆိုတဲ့မိကုံကိုပြန်တုံးလက်ခိုင်းပါတယ် worst case scenario ကိုပြန်စလာခိုင်းတာပေါ့ဟုတ်လူမှုဆက်ဆံရေးအခြေအနေတစ်ခုမှာကိုအတွေးလွန်ပြီး စိုးရိမ်နေတဲ့ကိစ္စကိုကြည့်လိုက်ပါဥပမာပါတီတစ်ခုမှာကိုပြုတ်လိုက်တဲ့စကားကြောင့်တယောက်ယောက်စိတ်အနှောက်အယှက်ဖြစ်သွားမလားကိုလှုပ်လိုက်တဲ့အဖြူမှုကြောင့်အဆင်မပြေတဲ့အခြေအနေ awkward moment ဖြစ်သွားမလားကိုကစကားအရင်များသွားသလိုဒါမှမဟုတ်အရင်တိတ်ဆိတ်နေသလိုဖြစ်သွားမလားဟင်းအဲ့လိုစိုးရိမ်မှုလေပေါ့အဲ့လိုစိုးရိမ်မှုတွေကိုခြာရေးပြီးရင်ရှူထောင့်ပြောင်းပြီးကြည့်ပါတယ် perspective shift လုပ်ခိုင်းတာ ဒီအခြေအနေတွေက တကယ်ပဲကဘာပြက်လောက်အောင်ဆိုးရွားရဲ့လားတကယ်တမ်းကျတော့အဲ့လောက်မဆိုးဘူးပေါ့ဟုတ်တယ်လေတကယ်လက်တွေ့ဘဝလူမှုဆက်ဆံရေးဒီမှာအထူးသဖြင့် online နဲ့ရှင်ရင်လူတွေကအများအားဖြင့်ပို့ပြီးခွင့်လွတ်တတ်ကြတယ်နားလည်မှုပြည့်တတ်ကြတယ်လို့သူကဆိုတယ်တကယ်လို့ကိုကတယောက်ယောက်ကိုစိတ်အနောက်အရှက်ဖြစ်စေမိတယ်လို့ထင်ရင်ရိုရိုတာတာတောင်းပန်လိုက်တာကအခြေအနေတော်တော်များများမှာအဆင်ပြေသွားစေနိုင်တယ်တောင်းပန်လိုက်ုံနဲ့ပြည့်လည်သွားနိုင်တာမျိုး ဟုတ်ပါတယ်ပြီးတော့ကုဘဝမှာတကယ်ကြုံတွေ့ရနိုင်တဲ့ပြင်းထန်တဲ့စိုးရင်စရာကိစ္စတွေဥမာ ကျမရေငွေကြေးမိသားစုပြဿနာစသဖြင့်အဲ့ဒါတွေနဲ့နိုင်ရှင်ကြီးလိုက်ရင်ဒီလိုလူမှုရေးရာစိုးရင်မှုလေးတွေကတော်တော်လေးတင်းကြယ်တဲ့ကိစ္စတွေဖြစ်နေတတ်တယ်ဆိုတော့ကိုတတိပြုမိဖို့တူအကြံပေးတယ်ဒီလိုရှုထောင့်ပြောင်းကြည့်ခြင်းကစိုးရင်စိတ်ကြောင့်ဖြစ်တဲ့အတွေးလွန်ခြင်းကိုရော့ဝါစေနိုင်တယ်လို့သူကမျှော်လင့်ထားတယ် ရှုထောင့်ပြောင်းပြီးအခြေအနေကိုအမှန်တိုင်းပြန်မြင်အောင်ကြိုးစားတာကောနောက်ဆုံးအနေနဲ့သူကမိမိကိုယ်ကို ဖော်ပြမှု self expression ကိုလေဒီ overthinking ကိုကိုင်တွေ့ရမှာကိရိယာတစ်ခုဖြစ်သုံးနိုင်တယ်လို့ပြောထားသေးတယ်နော်အထူးသဖြင့် fashion အဝတ်အစားအသွင်ပြင်စတာတွေနဲ့တဆင့်ပေါ့တအားပြီးတော့အထောက်အကူပြုနိုင်တာလေဟုတ်ပါတယ်ဒီ self expression အချက်ကို तू ကဘလို့အသေးစိတ်ရှင်းပြထားလဲဆိုတော့ဒါကကိုယ့်ရဲ့အသွင်စိတ်ခံစားချက် ကိုဖြစ်တည်မှု identity ကိုအပြင်ပန်းမှထင်ထပ်ပြတာပြီးထခြားသူတွေကိုကိုဘလို့မြင်မလဲဆိုတဲ့ဇလန် narrative ကိုကိုတိုင်ထိန်းချုပ်နိုင်မှုနီလန်းတစ်ခုဖြစ်တယ်လို့သူကဆိုတယ်ကို story မျိုးကို control လုပ်တာပေါ့ဟုတ်ကဲ့ကိုရဲ့ twin site နဲ့အပြင်ပန်းကိုတက်နိုင်တဲ့လောက် life ဖတ်ညီအောင် align လုံဆောင်ခြင်းပေါ့သူကဒီလို twin ပြင်ကို use site တာ fashion ကိုစိတ်ဝင်စားတာကိုအပေါ်ရန်ဆန္ဒ superficial ဒါမှမဟုတ်မာနရည်ရာ vain လို့မြင်စေခြင်းဘူးအော်ဒါကအပေါ်ရန်ကိစ္စမဟုတ်ဘူးပေါ့ ဟုတ်ပါဒါကို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 ဂရုဆိုင်မှု soft care တရူပါကိုကိုကိုပျော်ရွှင်အောင်လုပ်တဲ့နီလန်းတစ်ခုနဲ့တခြားသူနေနဲ့စကလုံးမပါပဲဆက်သွယ်ပြောဆိုတဲ့ non verbal communication နီလန်းတစ်ခုဖြစ် ရှုမြင်ဖို့သူကအားပေးတယ်ကိုဝစင်ထားရဲ့အဝတ်စားကိုရဲ့စံပင်ပုံစံကိုရဲ့အသွင်အပြင်တစ်ခုလုံးက ကိုဘယ်သူလဲကိုဘလို့ခံစားနေရလဲဆိုတာကိုဖော်ပြနိုင်တဲ့ကိရိယာတွေဖြစ်နိုင်တယ်တဲ့ တီချောကိုပိုကျဲပြနေပွန်ဆန်တဲ့ချိတ်ဆက်ကြည့်မယ်ဆိုရင်ကို့အတွင်ပြင်ကနေကို့ဘသူလဲဆိုတာကိုယုံကြည်မှုရှိရှိဖော်ပြနိုင်ခြင်းကသူများကို့ဘလို့မြင်မလဲဆိုရယ်စိုးရင်စိတ်ကို short ချပေးနိုင်တယ်ဆိုတဲ့ဘောလားအတိအကျပါပဲကိုကကို့ပုံစံကိုကိုယ်တိုင်ထိန်းချုပ်နိုင်တယ်ကိုချိုက်နစ်သက်တဲ့ပုံစံနဲ့ကိုယ့်ကိုယ်ကိုဖော်ပြခွင့်ရှိတယ်လို့ခံစားရတဲ့အခါသူများရဲ့အတီးဖြူချက် validation ကိုလိုအပ်မှုနေသွားနိုင်တယ်ဒါကအပေါ်မှာဆွေးနွေးခဲ့တဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှု self esteem တည်ဆောက်ခြင်းကိုအထောက်အကူပြန်ပြုနိုင်တဲ့အရာတစ်ခုဖြစ်လာနိုင်တယ်။ကိုယ့်အသွင်းပြင်းနဲ့ကိုယ့်အသွင်းစိတ်ကိုင်ညီနေတယ်လို့ခံစားရတဲ့အခါယုံကြည်မှုပိုရှိလာပြီးသူများအမြင်ကိုအလွန်ကျွမ်းစိုးရိမ်နေတာမျိုးယော့ကျသွားနိုင်တယ်လို့သူကမျှော်လင့်ထားတယ်။ကောင်းပါပြီ။ဒီနေ့ကျမတို့ Emma Chamberlain ရဲ့အကြံပေးချက်တွေကိုအခြေခံပြီးအလွန်ကျွမ်းစဉ်းစားခြင်းရဲ့ရှုထောင့်တော်များများကိုစစ်စစ်ဆက်ဆက်လေ့လာခဲ့ကြပြီနော်။ဟုတ်ကဲ့။သူတို့လေးပြည့်စုံသွားပါတယ်။ အမီတမထတဲ့ဆက်ဆံရေး situationships ဒီမှာကြုံရတတ်တဲ့အတွေ့လွန်ချင်းဆုံးဖြတ်ချက်မချနိုင်အောင်ဖြစ်စေတဲ့ decision paralysis နဲ့အရာကိုကြော်လွားနေသည်ဟုတ်တယ်တိုင်မာတမတာ gut feeling တုံးတာတွေဟုတ်ကဲ့နောက်ပြီးလူမှုဆက်ဆံရေးအခြေအနေတွေမှာသူများမိင္ကို အလွန်အကျွမ်းစိုးရိမ်တဲ့အတွေ့လွန်ချင်းနဲ့အဲ့ဒါကိုဖြေရှင်းဖို့ယုံကြည်မှုတည်ဆောက်နေတဲ့အထီးဆွေးနွေးခဲ့ကြပါတယ် morals and values kindness self care discipline စတာတွေပေါ့ ဟုတ်ပါတယ်ဒါဒီအားလုံးကိုခြုံငုံပြီးပြန်ကြည့်ရင်အမားရဲ့အဓိကတည်င်းစကားကဘာထင်မယ်လို့ထင်လဲကျွန်တော်ထင်တာကတော့သူရဲ့အဓိက message ကအလွန်အကျွမ်းစဉ်းစားခြင်းကိုရန်တူကြီးလို့မြင်မဲ့အစားအဲ့ဒါဘာကြောင့်ထင်နေတာလဲဆိုတော့ရင်ခန့်ကိုနားလဲဖို့စ조사ဖို့တိုက်တွန်းတာပဲ root cause ကိုရှာဖို့ပေါ့ဟုတ်ပါတယ်ကိုဘလို့အခြေအနေမျိုးမှာဘလို့အတွေးမျိုးတွေလွန်နေတတ်လဲဆိုတာကိုအရင်ဆုံးသတိပြုမိဖို့ self awareness လို့ရတယ်အဲ့ဒီတွေးလွန်ခြင်းရဲ့ knock ွယ်မှာမပြေဝါသေးတဲ့လိုအပ်ချက်တွေ unmet needs တွေရှိနေတာလားဦးမ situationship မှာလို့ပေါ့อืมဒါမှမဟုတ်နောင်တရမှာကိုကြောက်စိတ် fear of regret လွမ်းမိုးနေတာလားကိုကိုကိုတန်ဖိုးမထားမှု loss of esteem ကအရင်ခံနေတာလားဒါမှမဟုတ်ရေဘေးဆိုးရင်စိတ် anxiety ကြောင့်လားအဲ့ဒီအရင်ခံကိုနားလည်ပြီးဆိုမှအခြေအနေအလိုက်တင့်တော်တဲ့ new view ဟာတွေကိုသုံးပြီးကြိုက်တွေ့ဖြေရှင်းဖို့ကြိုးစားရမယ်ဆိုတဲ့သဘောပါပဲကိုယ့်ရဲ့ overthinking မျိုးစားကိုတိ အရင်ခံကိုနားလေပြီးမှတင့်တော်တဲ့ထူးကိုတုံးဆိုတဲ့သဘောပေါ့တခုတည်းသောအဖြစ် one size fits all solution မရှိဘူးဆိုတာကိုသူကဖြိုးချင်ပုံရတယ်ဟုတ်ပါတယ်အဲ့ဒါကအရေးကြီးတဲ့အချက်ပဲကောင်းပါပြီဒီဆွေးနွေးချက်ကိုအစိုးမသက်ခင်မှာကျမတို့ရဲ့နားဆင်သူတွေအတွက်စဉ်းစားစရာတခုလောက်ခြံထားခဲ့ခြင်းပါတယ်ကောင်းပါတယ်ခင်ဗျာဒီနေ့ဆွေးနွေးခဲ့တဲ့အရင်အမေကအလွန်အကျွံစဉ်းစားခြင်းကိုဘလို့စီမံခံခွဲမလဲဘလို့ရှော့ချမလဲဆိုတာကိုအဓိကသာဆွေးနွေးသွားတယ်ဒါပေမဲ့ ဒီလိုလေးပြန်စဉ်းစားကြည့်လို့ရနိုင်မလားလို့စဉ်းစားမိတယ်။ဘယ်လိုမျိုးလဲရှင်။ဖြစ်နေနိုင်မလား။အော် productive thinking လား။ဟုတ်ကဲ့။ဥပမာပြဿနာတစ်ခုကိုနည်း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 စဉ်းကျင်သုံးတတ်တာ deep reflection ပေါ့။ဒါမှမဟုတ်ရှေးရဲ့အတွေ့မဟာဖြူဟာကြာကြာစီစဉ်တွေးခေါ်တာ strategic planning မျိုးတွေပေါ့။ကိုယ့်အတွက်ကြိုးရှိတဲ့လေးနက်တဲ့အတွေ့အခေါ်နဲ့ ကိုကိုချုံနောင်သာပြီးအနေရဖြစ်စေနိုင်တဲ့အလွန်အကျွံစဉ်းစားခြင်း detrimental overthinking ကြာက နေနိမ့်မြင်ကကိုအတွက်ဘယ်နေရာမှာရှိနေမလဲอืมဒါစဉ်းစားစရာပဲကိုရဲ့ဘလို့စဉ်းစားမှုပုံစံတွေက တကယ်အကျိုးပြုပြီးဘလို့ပုံစံတွေကကိုကိုနောက်ပြန်ဆွဲနေတယ်လဲဆိုတာကိုကိုတိုင်ပြန်လဲစမ်းစစ်ကြည့်ဖို့အချိန်ပေးနိုင်မလားဆိုတာပါပဲဒါတော်တော်လေးစိတ်ဝင်စားစရာမေးခွန်းပါပဲ အကျိုးရှိတဲ့အတွေးနဲ့အန်ဒီရဲ့ရှိတဲ့အတွေးလွန်ချင်းချားကဌာနချက်ကိုကိုယ်တိုင်သတ်မှတ်နိုင်ဖို့ကအရေးကြီးတယ်ဆိုတဲ့အချက်ပေါ့ဒီနေ့အတွင်းကြကြလေးလာခြင်းအစီအစဉ်ကို အချိန်ပေးပြီးနားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်စီဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါမယ်